ပြီးဖြစ်ပါရရှင်ကျော်ကဲအခုစမွန်တို့ကအအခုစမွန်တို့ကအရင်ဆုံးတရောလေးအရင်အပိတ်ကြမယ်ပေါ့နော် okay ဆိုတော့ညီမလေးဝင်ပြီးအများကြီးစူးစမ်းပြီးတော့ဒီဆိုရှယ်ပြေသွားတာတွေ့ရပါတယ်ဆိုတော့ရင်ခုန်စွာနဲ့စမွန်တို့တိုင်းသူချင်းမင်းများရဲ့အမှတ်ချက်များကိုကြားပြရစီရှင် ဒီတစ်ခေါက်လေဟွေပြီးရဲ့ဖြော်ပြမှုကအမေးစိန်ပဲလို့ပြောလို့ရတယ်အမကတိုင်ပွဲတစ်လျှောက်ဝေပြီးပြိုင်လာတာကိုမကြည့်ဘူးပွင့်လင်းဆုံးပြောတာမှန်တိုင်းပြောတာအာဒီမှာ3ရက်ပဲပေါ့နော် တိုင်လာထိုင်နေထိုင်တဲ့ချိန်မှာတော့ဒီ3ရက်အတွင်းရှင်ပြိုင်မှုမှာဒီ grand final မှာဝေပီးရဲ့ရှင်ပြိုင်မှုဟာတော်တော်ကြီးကိုထူးခြားပြောင်းလဲပြီးတော့မှကောင်းမွန်သွားတာကိုတွေ့ရတယ် အရင်မဲ့စ조사ထားတယ်အားစိုက်ထားတယ်အာပြီးတော့ sustain လေးတွေကအစပေါ့နော်ကိုသွားကျင်တဲ့ expression တွေအကုန်လုံးကို detail စဉ်းစားလဲစဉ်းစားထားတယ်လှုပ်လဲလှုပ်နိုင်တယ်အဲဂျာကိုတွေ့ရတယ်ပြီးတော့ရော instrument လဲအာတီးတယ်အဲ့ဒီမှာမှဟိုကိုကဒီ vocal နဲ့ stage performance တွေ၃ခုတွဲတဲ့အချိန်မှာအားလုံးဟန်ချက်ညီအောင်လုပ်နိုင်တာကိုတွေ့ရတယ်။အဲ့အတွက်ကြောင့်မလို့အရင်မဲ့ဂုဏ်ယူပါတယ်။အရင်လည်းချီးကျူးပါတယ်။ဗုဒ္ဓနေအများကြီးရပါစေ။ချီးကျူး ဆင်းအနေနဲ့လည်းခုနကပြောတဲ့စကားကိုပြန်ကောက်ရမယ်ဆိုလို့ရှင်ဒီ comfort zone နဲ့နေထွက်ပြီးတော့တမီဆုံးဆုံးစားစားလှုပ်တယ်ကို instrument တခုကိုဒီဟာတဲ့ဘာ1ဘာကြားထဲမှာကောက်ကင်နိုင်တယ်ပြီးရင် start note နဲ့ပြန်ပြီးတော့တီးနိုင်ဖို့နဲ့ဒီဟာကိုဆုံးဆုံးစားစားတမီလှုပ်ထားတယ်ပေါ့နော်ပြီးလို့ရှိလို့ရှင်နောက်ပိုင်းမှာ key အလှည့်ပြောင်းနေအကုန်လုံးကိုအဲတတ်တတ်ရရနဲ့နောက်ဆုံးချိန်အထိကိုတကယ်ကိုတစ်ချင်းထဲမှာစီးမြောပြီးတော့ဒီဆိုသွားနိုင်တယ်အဲအဲ့ဒါကိုလည်းဆရာအနေနဲ့ အင်မတန်ကောင်းယူမိပါတယ်เนาะတမီဒီတမကဗိုလ်တင်နေလဲရပါစေလို့ဆရာဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်ညီမလေးဒီနေ့ fashion fashion နဲ့ပတ်သက်ပြီးတော့ညီမလေးအကွာတော့တောက်လျှောက်ပေါ့နော်ညီမလေးနဲ့အမြဲတမ်းပြောရတယ်ညီမလေးကိုအမြဲတမ်းပြောရလုံးဝကြည့်လို့ညီမလေးတချို့ fan တွေကတော့မှအကိုအများကြီး ပြန်ပြီးတော့ဝေဖန်ကြရလေเนาะအဲ့တော့ညီမလေးဒီ fashion နဲ့ပတ်သက်ပြီးတော့အာညီမလေးရဲ့အမြင်ဒီနေ့ final မှာဝတ်ဆင်ထားရဲ့ဘိုင်းလေးနဲ့ပတ်သက်ပြီးတော့လည်းတစ်ချက်အကိုအရင်ဆုံးကြားကြတယ်တချင်းဆိုရယ်ဘိုင်းနောက်မှာပြောဘူးဩမကြောက်ဒီနေ့ fashion နဲ့ပတ်သက်ပြီးတော့ညီမလေးဝတ်ဆင်တဲ့ဘိုင်းမှာအကိုမနက်ကလာမေးရလေအကိုဝတ်ဆောင်ဘယ်လိုဟာလေးတွေဝတ်ရမလဲဆိုတော့အဲ့တော့အဲအခု ညီမလေးအခုဝတ်ထားတဲ့ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့ခန်းစားချက်ကလေးဘလို့ရှိလဲကိုသိချင်တယ်အဲ့ဒီပုံမှာညီမလေးကိုကိုအမြဲတမ်းအစဉ်ပြေဖို့အတွက်ကိုစကားလေးတစ်ခွန်ချီးမြှင့်ချင်တာဟုတ်တမီဝတ်ထားတဲ့ဒီအာဒီဟာလေးကတော့ချင်းယူရပါတော့အဲ့လိုဆက်ထားတာဖြစ်ပါတယ်ဘလို့ခန်းစားရလဲကိုဝတ်တဲ့အချိန်မှာခန်းစားမှုလေတမီခန်းစားမှုကတော့อืมခုန instrument ဒီလားဆိုတော့နည်းနည်းလေး ကဲဒီလက်မြောက်တဲ့အခါမှာဟိုဟာဖြစ်တယ်ဗောနော်ပထမဝိဆုံတစုံဆိုလို့ရှင်တော့လက်ပုံမြောက်လို့ကောင်းမှာဗောနော်အခုပြားတဲ့ဝိဆုံဆိုတော့ဟုတ်ပြီဒါဆိုလို့ရှင်ညီမလေးက instrument တီးရမဲ့ဟိုညီမလေးဘာကြောင့်ဒီဝိဆုံကိုရွေးချယ်ခဲ့ရလဲကိုစရာဦးမေးတော့ဒီဝိဆုံကိုဝေးရမယ်ပြောလို့အခုကညီမလေး instrument တီးမယ်ဆိုတော့အခုမပြောထားဘူးလीเนาะတကယ်လို့များညီမလေး instrument အဲအဲ့ဒါကြီးတီးမယ်ဆိုလို့ရှင်တော့အကွာအရှိဝစ်ဆုံကိုမလှပင်မဲ့အယောင်တွေပို့ပြီးတော့တောက်နေပင်မဲ့အကိုရွေးချယ်ခိုင်းပါဘာဖြစ်လဲဆိုတော့ဖြောပြေးတင်ဆက်မှုကိုတော့အကွာဦးစားပေးပါနော်ညီမလေးဒါပေမဲ့ညီမလေးအမြဲရွေးချယ်ပါအယောင်ချိန်နဲ့ပုံစံတွေပြီးတော့ကိုယ့်ရဲ့ structure ကိုပို့ပြီးတော့လှပသွားစေတဲ့အပိုင်းမျိုးတွေအခုဝတ်ထားတဲ့ဝစ်ဆုံလေးညီမလေးနဲ့တိတ်လှတယ် ဒါပဲမဲ့ဆရာတယောက်က performance လုပ်တဲ့အခြေအနေမျိုးတွေကိုပြန်ပြီးတော့ဦးစားပေးရမယ်အခုပြောချင်တဲ့ဒီပဲတော့ပေါ့လားမသိဘူးအာဆရာတယောက်လေတချင်းကိုပိဒါကြည်မြအကောင်းဆုံးပညာပြပြဆိုနိုင်တယ်ဆိုလို့ရှိရင်အရန်သဘောကျတာအကူကလေ YouTube မှာအစတော်တယောက်ကိုအရန်သဘောကျပြီဆိုလို့ရှိရင်အမြဲတမ်းအကူကလေ့လာတယ်လေ့လာတဲ့အခါမှာသူကသူတို့တချင်းနေမကောက်ဘူးသူတို့ရဲ့တခြားတက်မြောက်ထားတဲ့အရာတွေပရိသတ်ကိုဖျော်ပြတာတို့သူတို့ရဲ့တက်မြောက်ထားတဲ့အရာလေးတွေနဲ့ပရိသတ်ကိုလေအမြဲတမ်းသူတို့တွေ ပေးဆက်တဲ့ຢာလေးအများကြီးရှိတယ်။အဲ့ခါကျလို့ရှိရင်လေသူတို့နိုင်တဲ့เนาะပီယန်နိုတို့เนาะဒါမျိုးလေးတီးခတ်ပြီးပြရင်လေအကိုဘလို့သဘောကြောင်မှန်းကိုမသိတာ။ညီမလေးအခုလေတျောလေးကိုတီးပြသွားတဲ့အခါမှာရင်ထဲကိုအေးချမ်းပြီးတော့အကိုရမ်းခံစားရတယ်။အရန်သဘောကြတယ်ဒါတစ်ချက်เนาะပြီးတော့နောက်တစ်ခုပါလေညီမလေးကိုအကိုတောက်လျှောက်အမြဲတမ်းပြောချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့ညီမလေးတချင်းဆိုတဲ့အခါမှာညီမလေးရဲ့ပင်ကိုယ်တန်အပိုင်းနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့တစ်ပတ်ကအကိုပွန့်ပွန့်လင်းလင်းဝေဖန်လိုက်တယ် ဝေဖန်လိုက်တဲ့အချိန်မှာအညီမလေးရင်ထဲမှာခံစားသွားမယ်ဆိုရဲဟာအခုအများကြီးနားလေတယ်ဒါပေမဲ့အခုကဂျားထဲမှာတွေးဖြစ်ဖို့အပိုင်းနေလည်းမရှိဘူးအခုကဒီလိုဂျက်ဆုံးဖြတ်တဲ့အခါပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတည်း live မှာပြောရင်ပုံနာဝင်တယ်အခုပရိသတ်တွေဘယ်လိုပဲဝေဖန်ဝေဖန်အခုကသိပြီးတော့အဲ့ဒီအပိုင်းကြီးနဲ့ပတ်သက်ပြီးတော့ခေါင်းနဲ့သိမထက်တတ်တာညီမလေးတို့ပို့ပြီးတော့သိမယ်ထင်ပါတယ်เนาะအဲ့တော့အခုပြောတဲ့အခါမျိုးတွေမှာညီမလေးက ခံစားသွားတယ်ဆိုပေမဲ့လည်းတောက်လျှောက်ပြင်ဆင်တတ်တဲ့နာခံတတ်တဲ့တကယ်ပြိုင်ပွဲဝင်ကောင်းတယောက်လို့အကိုကခံစားမိတယ်ဒီနေ့မြင်ရတဲ့အချိန်မှာအဲ့ဒီအတွက်ညီမလေးကိုအရန်ချီးစုတင်တယ်နောက်တစ်ချက်ကညီမလေးကိုတဲ့လိုက်ဖက်တဲ့တခြင်းတွေကိုရွေးချယ်တည်ဆူနိုင်ဖို့ဆိုရယ်အဲတပတ်မှလေးညီမလေးဆလင်းရဲ့ I love you အဲ့တခြင်းကိုညီမလေးဆိုရယ်နော် အဲ့ဆိုတဲ့အခါမှာအခုသုံးတက်ခဲ့ဘူးတယ်ညီမလေးကတချင်းကိုဆိုတဲ့အခါမှာတချင်းစာသားကိုလည်းအဲညီမလေးခံစားတဲ့အပိုင်းနဲ့ music ကိုခံစားတဲ့အပိုင်းနဲ့မှာညီမလေးအရင်အားနေတယ်ဘာဖြစ်လဲဆိုညီမလေးကတောက်လျှောက် force ကိုအတကုံထုတ်ပြီးတော့လောပြီးတော့ဆိုတာရတာတွေအကုန်ပြတ်သွားတာလीနောက်အခုညီမလေးကိုသုံးတက်ခဲ့ဘူးတယ်တကယ်တမ်းအခုခံစားမိတဲ့အပိုင်းကလीအဲ့တုန်းကအခုညီမလေးကိုမပြောခဲ့ပေမဲ့ဩ तू ကတကယ်တမ်းတော့သူ့ပုံစံဆိုရမှာ ဘီယွန်စီရဲ့ listen ဆိုတဲ့သချင်းကို तू ဆိုရမှာလို့ကိုခံစားမိတယ်။ဘာလို့လဲဆိုတော့အတ္တမျိုးပညာကြီးပြပြီးတော့အတန်ပါဝါကိုတောက်လျှောက်အမြင့်တန်နေပြီးပဲဆိုတဲ့တိတ်ခတ်တဲ့သချင်းပြိုင်ပွဲဝင်နေဆိုဖို့အတွက်ကိုတိတ်ကိုအားတာမဲ့သချင်းမျိုးပညာပြနိုင်မဲ့သချင်းမျိုးတကယ်ဆရာဆရာကြီးတွေပဲစုံနိုင်တဲ့သချင်းမျိုးကိုအကွာစူးစီးချင်တာ။ဘာလို့လဲဆိုတော့ညီမလေးကိုပညာပြစေချင်တာ။ညီမလေးရဲ့တခါတလေကျရင်စိတ်လောသွားမှုအဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အော်သူသာဒီသချင်းစုံလိုက်မယ်ဆိုလို့ရှိရင် အကိုလည်းဝေဖန်ရတော့မှမဟုတ်ဘူးလို့အကိုအမြဲတမ်းတွေးတယ်။ဒါပေမဲ့စီလင်းကလေတချင်းဆိုတဲ့အခါမှာစာသားတွေရောသူ့ရဲ့အတန်တွေရောသူကတိတ်တက်ရတဲ့သူ။နော်အော်ဒါပေမဲ့ညီမလေးဆိုပုံဆိုပေါက်ကဘသူနဲ့တူလဲဆိုတော့အခုတခါကြံခန်းစားမိတယ်။အော်ဆလင်းတခြင်းဒီ list အဲဒီ I love you ပေါ့နော်ဒီတခြင်းကိုဆိုဘယွန်းဆေးရဲ့ဒီ listening ဆိုရဲအခုပြောဘယွန်းဆေးရဲ့ဒီ listening ကိုပြောတာနော်။အဲ listening ကို ဆိုတဲ့ပုံစံမျိုးမှာဘီယွန်ဆေပုံစံမျိုးမဟုတ်ပဲနောက်ထပ် version ဖြစ်တဲ့ Jennifer Hudson ရဲ့ version မျိုးကညီမလေးရဲ့အတန်နဲ့ပုံလိုက်မယ်လို့ကိုကခံစားမိတာ။ဘာလို့လဲဆိုတော့ညီမလေးရဲ့စိုးပေါက်ကိုခံစားမိနေတာ။နော်။အာဂလီထဲမှာပါတဲ့စက်ကောင်လေးလေဒီ listen တချင်ကိုပဲ Filipino လေးနော် Philippine ဒီကောင်မလေးစိုးတဲ့ပုံစံမျိုးထက်တော့မှငါညီမစိုးလိုက်ရင်ပို့ပြီးတော့ကောင်းနေမယ်လို့ကိုကခံစားမိတာ။ဒီနေ့ညီမလေးရဲ့ဖြောပြေးတင်ဆက်မှုကိုအကိုခံစားလိုက်တဲ့ချိန်မှာ တခြင်းရဲ့နောက်ပိုင်း music arrangement တွေကိုခံစားတဲ့ချိန်မှာ Jennifer Hudson ရဲ့မှုကိုကိုရသွားတယ်လား Jennifer Hudson ကလေအသက်ငငယ်လေးနဲ့ Oscar တွေရော Grammy တွေရောရခဲ့တဲ့အစိုးရတယောက်ဖြစ်တယ်သူ့ရဲ့ရုပ်ရည်အလားတည်းသူ့ရဲ့တခြင်းဆိုပြတာနိုင်မှုနဲ့သူ့ရဲ့အမှုပညာအရန်အားကြီးတဲ့သူတွေပါအခုဒီနေရာမှာတခါတည်းပြိုင်ပွဲဝင်နေအကုန်လုံးပြောချင်တာကကိုယ့်ရဲ့အတန်ဘလောက်ကောင်းကောင်း ကိုယ့်ရဲ့တခြင်းဆိုနိုင်မှုကိုယ့်ရဲ့ဒီပြည်တွင်းမှာဆရာသမားကောင်းတွေနဲ့အကိုတို့ဒီလိုထိတွေ့ခွင့်ရတဲ့ကံကောင်းမှုတွေနဲ့ထက်တူအစိုးရတယောက်မဟုတ်တဲ့အကိုတော်ဒီတခြင်းတွေကိုချစ်ပြီးတော့တခြင်းတွေကိုဘလို့ဆိုတဲ့ဘူးတုတတွေကိုအကိုကတောက်လျှောက်ကိုအကိုလေ့လာခဲ့တဲ့သူတယောက်ဖြစ်တယ်အကိုလေညီတို့ညီမတို့လေအဲ့ဒါမျိုးကိုလေ့လာစေချင်တာဘာလို့တည်လားအဲ့လိုလေ့လာမှုကနေပြီးတော့လေပုံမကောင်းမှုပြီးတော့ကိုယ်နဲ့လိုက်ဖက်တဲ့အရာတွေပညာပြနိုင်မှုတွေ ကိုယ့်ရဲ့ပရိသတ်တွေအကုန်လုံးကိုဖျော်ဖြေမှုအပိုင်းတွေမှာပို့ပြီးတော့အဲ့ဒီအရာတွေကိုပေါင်းဆက်စေခြင်းတာအကိုရဲ့စိတ်ဆန္ဒဖြစ်တယ်။ညီတို့ညီမတို့တချင်းဆိုလိုက်တိုင်းအကိုတို့ကအကိုတို့မှတ်ထားတဲ့အရာတွေအကုန်လုံးအကိုတို့ကလေစာရီစီပြီးပြောချလိုက်လို့မရဘူး။ကိုက်ညီမလိုက်ဖက်မှအကိုတို့ကနေပြောပြောပြမယ်အရာကြီးအများကြီးရှိတယ်။တခါတလေကိုထပ်ပြီးတော့လေ အမြဲတမ်းပြောပြခြင်းလေကို့ညီညီမတွေအကြောင်းအရာတွေအများကြီးရှိသေးတယ်အကိုအစိုးရတယောက်မဟုတ်ပါဘူးဒါပေမဲ့လေအစိုးရအကြောင်းလာခဲ့အကိုတောက်လျှောက်ကိုပြန်ပြီးတော့လေပြောလို့ရဘာလို့ဒီလားအကိုလေအစိုးရတွေကိုအရန်ချစ်တယ်သူတို့ရဲ့တခြင်းကိုတိတ်သဘောကြတယ်ညီမလေးဆိုလိုက်ရင်တော့မှညီမလေးကဘာ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 ဆိုတဲ့အရာကိုအကိုရင်ထဲမှာတခါတည်းခံစားမိသွားတယ်ဒီနေ့မှလေ grand final မှာလေအကိုကဘယ်တော့မှမကြိုက်ခဲ့တဲ့ဖွေပြီးရဒီနေ့ရဲ့ဖြောပြေမှုမှာ အကိုတကယ်ကဘာကျော်တွေဆိုခဲ့တဲ့တဲကအကိုဖြစ်စေခြင်းနဲ့ဂျနီဗာဟတ်ဆန်ရဲ့ခံစားမှုမျိုးကိုအကိုရခဲ့ပါတယ်အရန်ကောင်းပုံပါတယ်ကျေးဇူးများကြီးတင်ပါတယ်